မင်္ဂလာပါခင်ဗျရှကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖက်စစ်ကောက်စီရုံးဆိုင်ရနေပြီးတော့လမ်းလျှောက်တဲ့ကြမှာစီကားမှုမရှိဘဲ၆ကက်နေလို့ဆိုပြီးလူစီကားအောင်ငလင်တန်တဲ့နက်စီဒီယံဝင်းဒန်းတွေနဲ့မိသားစုတွေကိုတွားရောက်လက်ပတ်ချဖို့စစ်ကောက်စီရဲ့ဌာနဆိုင်ရာတွေက PR ပေးနေပြန်တယ်ဆိုပါတယ်ကျပ်ပစကောင်းဆောင်မေအွန်လိုင်းနဲ့အာဆီယံကောင်းဆောင်တွေလာမယ့်ဧပြီလ18ရက်နေ့မှာဘဲထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံမှုရှိနေပြီ ဒီလိုတွေ့ဆုံမှုဟာငလင်ဘေးနဲ့ပတ်သက်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရတာအဓိကဖြစ်ပြီးဈေးကောင်းစီကိုအပြစ်ခတ်ရက်စဲရေးတက်တန်းတို့ကိုထပ်မံတွန်းအားပေးသွားမှာဖြစ်တယ်လို့လည်းမလေးရှားဝန်ကြီးချုပ်အန်နဝါကပြောထားတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြန်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ အကြံဖတ်စစ်ကောင်စီရုံးဆိုင်ရာနေပြီးတော့လမ်းလျှောက်တဲ့ကြံမှာစီကားမှုမရှိပဲ၆ကက်နေလို့ဆိုပြီးလူစီကားအောင်ငလင်ဒန်တဲ့နန်စီဒီယံဝင်းဒန်တွေနဲ့မိသားစုတွေကိုတွားရောက်လက်ပတ်ကြဖို့စစ်ကောင်စီရဲ့ဌာနဆိုင်ရာတွေကဖိအားပေးနေပြန်တယ်လို့နေပြီးတော့ဝင်းဒန်မိသားစုဝင်တို့ကရန်ကုန်ခစ်တက်ကိုအတိပေးပြောဆိုလာပါတယ်။တစ်ဖက်မှာတော့လက်ရှိငလင်ဒန်ကြောင့်အကြံဖတ်စစ်ကောင်စီရုံးဆိုင်ရာနေပြီးတော့စစ်ရုံးချုပ်တွေနဲ့သမရအိမ်တော်အပါဝင်ဝင်းနန်းအိမ်ယာတွေပါပြိုကျပျက်စီးထားပြီးဝင်းနန်းတွေလည်းသိဆုံးမှုတွေများထားသလို့ တဖက်မှာလည်းဝန်ထမ်းတွေဟာနေစရာမရှိတဲ့အတွက်ယာယီတဲတွေနဲ့သာနေနေရတဲ့အချိန်အချက်ဖတ်မင်းအွန်လိုင်းနဲ့စစ်ဘုတ်ချုပ်တွေကနေပြည်တော်မှာလမ်းလျှောက်တဲ့ဂျန်ကိုမနေ့ကဧပြီလ13ရက်နေ့မှာပဲဖွင့်လှစ်ခဲ့တယ်ဆိုပါတယ်။အဲဒီနေပြည်တော်လမ်းလျှောက်တဲ့ဂျန်မှာစီကားမှုမရှိဘဲချောက်ကနေတဲ့အတွက်ဆိုပြီးစစ်ကောင်စီကသူတို့စစ်တပ်လက်အောက်ခံဝန်ထမ်းတွေနဲ့ဝန်ထမ်းမိသားစုတွေကိုအဲဒီနေပြည်တော်လမ်းလျှောက်တဲ့ဂျန်ကိုတွားရောက်လေပတ်ကြဖို့စစ်ကောင်စီဌာနဆိုင်ရာတွေက PR ပေးနေပြန်တယ်လို့နေပြည်တော်ဝန်ထမ်းမိသားစုတွေက ပြောထားကြပါတယ်။တစ်ဖက်မှာတော့ ်လက်ရှိနေပြည်တော်ကဝန်ထမ်းတွေဟာငလင်တန်းကြောင့်ဝန်ထမ်းအင်ယာရီပြိုကျပျက်စီးသွားတဲ့အတွက်ယာယီတဲတွေနဲ့တောင်နေနေရတာကိုစစ်ကောင်စီကသူတို့ရဲ့လက်လျှောက်တကြံသွားဖို့ပြအားပေးနေပြန်တာဟာတော်တော်ကိုအဆင်မပြေပါဘူးလို့လက်ရှိယာယီတဲနဲ့နေထိုင်နေရတဲ့နေပြည်တော်ဝန်ထမ်းတအုပ်ကရန်ကုန်ခေတ်တကိုပြောထားပါတယ်တစ်ဖက်မှာလေစစ်ကောင်စီကသူတို့ရဲ့နေပြည်တော်စီရုံးနဲ့ဝင်ကြီးဌာနတွေအလိုက်ဌာနတွင်တကြံပွဲတွေကိုပါပြုလုပ်ခိုင်းနေတဲ့အတွက်ဒီနှစ်ကနေစရာလည်းမရှိတဲ့အပြင်ဝန်ထမ်းတွေမှလည်းသေတဲ့သူတွေတော်တော်များထားတဲ့အတွက် တကြံကပြောစရာအနေနဲ့ဖြစ်မနေပဲဘာအတိတ်ပဲမှရှိမနေဘူးဆိုပြီးတော့ပါဇေယသီရိမြို့နယ်တက်မတော်ကြီးရေလေမိသားစုတကြံပွဲကိုအတင်းအကျပ်တက်ရောက်ဖို့ဖိအားပေးခံရတယ်စစ်အင်ဂျင်နီယာတက်ကအင်ဂျင်နီယာတက်ချက်ကြီးတဦးကိုတိုင်ရန်ကုန်ခေတ်တစ်ကိုအတိပေးပြောဆိုထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့အကျန်းဖက်စင်ကောင်းဆောင်မင်းအွန်လိုင်းနဲ့အာဆီယံကောင်းဆောင်တွေလာမယ့်ဧပြီလ18ရက်နေ့မှာပဲထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံဖို့ရှိနေပြီ ဒီလိုတွေ့ဆုံမှုဟာငလင်ဘေးနဲ့ပတ်သက်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရတာအဓိကဖြစ်ပြီးစစ်ကောင်စီကိုအပြစ်ခတ်ရစဲရေးတတ်တန်းတိုးဖို့ထက်မှန်တွန်းအားပေးသွားမှာဖြစ်တယ်လို့လည်းမလေးရှားဝန်ကြီးချုပ်အန်ဝါကပြောဆိုလိုက်ပြန်ပါတယ်လက်ရှိမြန်မာနိုင်ငံမှာအပြစ်ခတ်ရစဲရေးဟာမကြားသေးမီကတည်းကကြီးမားတဲ့ငလင်တန်းကြောင့်ဒုက္ခရောက်နေတဲ့မြန်မာပြည်သူတွေစီလူသားချင်းစာနာမှုအကူအညီတွေပေးအပ်နိုင်မှုအရေးကြီးကိစ္စဖြစ်တယ်လို့လည်းမလေးရှားဝန်ကြီးချုပ်ကဆိုပါတယ်အခုတစ်ခါမှလည်းမလေးရှားဝန်ကြီးချုပ်ဘက်ကနေမင်းအွန်လိုင်းကိုဖုန်းခေါ်ပြီးတဲ့နောက် ဧပြီလ19ရက်နေ့မှာပဲဘန်ကောက်မှာတွေ့ဆုံမှုသဘောတူညီခဲ့တာဖြစ်ပြီးမြန်မာစစ်တပ်အနေနဲ့လက်ရှိစစ်စင်ရေးတွေကိုရပ်ဆိုင်ထားမှသာအကူအညီတွေကိုဆက်ပြီးပေးအပ်မှာဖြစ်တယ်လို့လည်းမလေးရှားဝန်ကြီးချုပ်ကရှင်းရှင်းလင်းလင်းပြောဆိုခဲ့တယ်လို့လည်းပြောထားပါသေးတယ်အဲ့ဒီတော့အခုတကအချမ်းဖက်စစ်ခေါင်းဆောင်မဲအွန်လိုင်းနဲ့အာဆီယံခေါင်းဆောင်တွေလာမယ့်ဧပြီလ19ရက်နေ့ရောက်ရင်ဘန်ကောက်မှာတွေ့ဆုံမှုလုပ်တဲ့နေရာမှာမြန်မာငလင်းဘေးနဲ့ပတ်သက်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရတာအဓိကဖြစ်တယ်လို့ အဲ့ဒီတွဲဆုံမှုမှာပဲစစ်ကောင်စီကိုအပြစ်ခက်ရက်စဲရေးတက်တန်းတိုးဖို့ဆက်လက်တွန်းအားပေးသွားမှာဖြစ်တယ်လို့လည်းမလေးရှားဝန်ကြီးချုပ်အန်ဝါကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့မြန်မာနိုင်ငံမှာငလင်တန်ကြောင့်ပြည်သူတွေအတိတ်ဒုက္ခရောက်နေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်ကတော့လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေရမှာတကြံအကြနေဖြစ်တဲ့ဒီကနေ့ဧပြီလ14ရက်နေ့မှာပဲကဏီမြို့နယ်အတွင်းကကြေးရွာတွေကိုတိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေကြောင်းကနေအကြီးအကျယ်ဘုံကျဲတိုက်ခိုက်ပြီးထိုးစစ်ဆင်နေပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ် ်လက်ရှိမှာတော့စကိုင်းနိုင်ငံကနေမြို့နယ်အတွင်းကမူတော်နဲ့တမင်ဂျန်ဂျေးရွာတွေအပါအဝင်အနီးပတ်ဝန်းကျင်ကဂျေးရွာတွေကိုဒီကနေ့တကြံအကြနေဗနက်အစောပိုင်းမှာပဲအချက်ဖက်စကောင်းစီတက်ကလေကြောင်းတိုက်ခိုက်မှုတွေအဆက်မပြတ်လုပ်ပြီးအကြီးအကျယ်ထိုးစစ်ဆင်နေတဲ့ဆိုပါတယ်အဲ့ဒီအတွက်ဂျေးရွာတွေကဥပုပ်တွေတွေဖုန်ကြီးတွေဒုံလဘတွေအပါအဝင်ပြည်သူတွေဟာပုန်းရှောင်နေရပြီးတချို့တွေလည်းဂျေးရွာတွေဒက်ကနေဘေးလွရာကိုရှောင်တိတ်နေရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ် ဖက်မှာတော့ NG ပြည်ချက်တက်တွေဟာငလင်တန်ကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုလူသားချင်းစာနာမှုအကူအညီတွေပေးအပ်နိုင်အောင်ဒုစစ်တွေကိုယာယီအပြစ်ရပ်ပေးထားပေမဲ့တဖက်ကအကြမ်းဖက်စစ်ကောင်စီကတော့သူတို့ကိုယ်တိုင်နိုင်ငံတကာကိုလူကြားကောက်အောင်အပြစ်ရပ်ထားပါတယ်ပြောပြီးတဖက်မှာလေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်လုပ်နေပြီးတော့နှစ်တက်ကူတကြံကာလပါမချင်းနေ့စဉ်ရက်ဆက်ဘုံကျဲတိုက်ခိုက်နေတာကိုလည်းတွေ့ရပါတယ်ခင်ဗျတဖက်မှာလည်း မြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေဒုက္ခပေါင်းစုံကြုံတွေ့နေရတဲ့အချိန်တစ်ဖက်မှာလည်းလက်ရှိနှစ်တကူတကြံကာလမှာတော့စကိုင်းတိုင်းကမ်ဘလူးမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံပြူစော့တီဖုံကြီးဝါသဝရဲ့နေရက်မော်တော်ချေပေါ်မှာစစ်ကောင်စီတပ်နဲ့ပြူစော့တီတွေကလူငယ်တွေကိုစစ်မှုထမ်းမှုအတင်းကျပ်ဝင်ရောက်ဖမ်းဆီးတာတွေလုပ်နေကြတယ်လို့ဒေသခံသတင်းရှင်းမြစ်ကရန်ကုန်ကစ်တက်ကိုပြောပါတယ်။ဒါကတော့လက်ရှိစကိုင်းငလင်ကြီးလှုပ်ခတ်သွားမှုကြောင့်မြန်မာနိုင်ငံမှာပြည်သူတွေဟာတောကအပူမိတွေနဲ့ဒုက္ခပေါင်းစုံရောက်နေတဲ့အချိန်လေးဖြစ်တဖက်မှာလည်း လက်တကူတကြံကလာလေးဖြစ်နေတာတော့အကျံဖတ်စကောင်းစီလက်အောက်ခံပြူစော်တီဖုံကြီးဝါဒဝနေရဖြစ်တဲ့ကံဘလူမျိုးနဲ့မော်တော့ကျေးရွာမှာဧပြီလ17ရက်နေ့ဖြစ်တဲ့မနေ့ကတကြံအကြုံနေ့မှာတည်းစကောင်းစီတပ်သားတွေနဲ့ပြူစော်တီတွေဟာကျေးရွာတွေကလူငယ်တွေကိုစစ်မှုထမ်းရမယ်ဆိုပြီးဝင်ရောက်ဖမ်းဆီးဓာတ်တွေလုတ်သွားတယ်ဆိုပါတယ်အဲ့ဒီမှာကျေးရွာနေလူငယ်အယောက်90ဝန်းကျင်လောက်ဟာပေါ်တာဆွဲဖမ်းဆီးခံလိုက်ရပြီးအဲ့ဒီမော်တော့ကျေးရွာဟာပြူစော်တီဖုံကြီးဝါဒဝရဲ့နေရဖြစ်တယ်လို့ လက်ရှိမှာတော့အဲ့ဒီပူစောတိဖုန်ကြီးဝါသွားဟာဂျေးရွာတဲမှာမနေပဲဇက်ကောင်စီရဲ့အမှတ်606အမြောက်တရင်ထဲမှာနေနေတာဖြစ်တယ်လို့လေဒီသကန်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့အမေရိကန်ပြည်ထောင်စုမေလန်မှာဧပြီလ10ရက်နေ့ကပြုလုပ်ခဲ့တဲ့ဒေသရှင်လင်းလင်းနဲ့ချစ်သူဝေတို့ရဲ့ Yawni Life in Maryland ဂီတဖြောက်ပြပွဲကနေဒေါ်လာ33000ရရှိခဲ့ပြီးအဲဒီကရရှိရဲ့ငွေတွေကိုတော်လိုင်းကြီးကဏ္ဍ3ခုမှာအသုံးပြုသွားမှာဖြစ်တယ်လို့ပွဲစီစဉ်သူတွေကပြောပါတယ်ဒါအပြင် ဒေါ်လာရေးကာလာအတွင်းဒေသရှင်လေးလေးနဲ့ချစ်သူတွေတို့ပါဝင်တဲ့တေဂီတာပွဲတွေကနေရရှိတဲ့အလှူငွေတွေကိုလည်းဘလို့နေရာတွေမှာအသုံးပြုခဲ့တဲ့ဆိုတာကိုပါဒေသရှင်လင်းလင်းကပိတ်ကားပေါ်မှာဓပုံတွင်တဲ့ကွာဂီတာပွဲလာရောက်တဲ့သူတွေကိုအလေးနဲ့ထားရှင်းပြခဲ့ပါသေးတယ်။အခုတခါဧပြီလ၁၂ရက်နေ့ကနေပြုလုပ်ခဲ့တဲ့အမေရိကန်ပြည်ထောင်စုမေရီလန်းကဒေသရှင်လင်းလင်းနဲ့ချစ်သူတွေရဲ့ရောင်နီဂီတာဖျော်ဖြေပွဲကနေဒေါ်လာ3000ရရှိခဲ့ပြီး အဲဒီကရရှိတဲ့ငွေတွေကိုတော်လန်ရေးကဏ္ဍသုံးခုမှာအသုံးပြုသွားမှာဖြစ်တယ်လို့ပွဲစီစဉ်သူတွေကပြောထားသလိုဒီပွဲမတိုင်ခင်ဂီတဖျော်ဖြေပွဲလက်မှတ်ရောင်းရငွေတွေကကဏ္ဍဥမြန်မာငွေ3,200ကျော်ကိုလေလက်ရှိမြန်မာနိုင်ငံငလင်ဘေးအတွက်ပို့ဆောင်ထားပြီးဖြစ်တယ်လို့ပွဲစီစဉ်သူတွေကပြောထားပါတယ်အခုလို့အမေရိကန်နိုင်ငံမှာပထမဆုံးပြုလုပ်တဲ့တေးသရှင်လင်းလင်းနဲ့ချစ်သူဝေတို့ရဲ့ဂီတဖျော်ဖြေပွဲမှာမြန်မာတူရီယာမျိုးစုံနဲ့ပါဖျော်ဖြေတင်ဆက်သွားပြီး ဒေသရှင်လဲလဲနဲ့ချစ်သူဝေတို့ရဲ့တမိငယ်လေးနှစ်ဦးလဲပါဝင်အဖြစ်ဖြောပြခဲ့တယ်လို့သိရပါတယ်။အခုလိုပဲဒုတိယမြောက်တော်လန်ရေဂီတဖြောပြပွဲကိုလဲဘော့စတန်မြို့မှာထပ်မံပြုလုပ်သွားမှာဖြစ်တယ်လို့ဒေသရှင်လင်းလင်းကစင်မြင့်ဘောကနေတစ်ဆင့်ပရိသတ်တွေကိုအတိပေးပြောကြားခဲ့ပါသေးတယ်ခင်ဗျ။ဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ